ဘေတနိုးအေဂရီပန်ထရာဘယင်မရဲ့စီတော်ကြီးပန်ထရာဘယင်မလို့ဆိုလိုက်တာနဲ့လွမ်းစုတန်တာဖွဲ့ဒန်နာရီလာပုံမြင်ကိုစဉ်းစားမိကြမယ်ထင်ပါတယ်။အဲ့လိုပဲပန်ထရာဘယင်မရဲ့ရရင်နဲ့စိတ်ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ညံအမျော်အမြင်ကြီးမားတာတို့ကိုလည်းမြင်မှတ်မိကြမယ်လို့ထင်ပါတယ်။အခုကတော့ပန်ထရာဘယင်မရဲ့စီတော်ကြီးအကြောင်းကိုပြောသွားမှာပဲဖြစ်ပါတယ်။ အခုခေတ်လူငယ်တွေသာဆိုရင်ပန်ထွာဘရင်မရဲ့စီတော်တစ်ချက်တီးလိုက်တာနဲ့ရေလွှမ်းကုန်တယ်ဆိုတဲ့စကားကိုတော်တော်နဲ့နားမလည်တော့ဘူးလို့ထင်ပါတယ်။ဒါကလည်းပန်ထွာဘရင်မရဲ့နီးပြူဟာနဲ့ဉာဏ်ပညာတို့ပေါင်းဆက်ရာကနေဖြစ်ပေါ်လာတာလို့ဆိုရပါမယ်။ ဖက်ဒရာဘရင်မရဲ့တိုင်းပြည်အားဆိုရင်စေမျောင်းကိုအတိအကထားပြီးရည်တည်နေတာဖြစ်ပါတယ်။ဒီတော့ပန်ထရာဘရင်မဟာတိုင်းပြည်လုံခြုံရေးအတွက်ပါစဉ်းစားပြီးတိုင်းပြည်ပပက်လေကိုဆယ်ဆောက်စေခဲ့ပါတယ်။နောက်ပြီးတော့လည်းထိုဆယ်ရီမှာအဆောက်တယောက်စီဆောက်စေခဲ့ပါတော့တယ်။ဒါမှသာပန်ထရာဘရင်မစီတော်တီးလိုက်တာနဲ့ထိုအဆောက်တွေကဆယ်ကိုတပြိုင်နက်ဖွင့်ချလိုက်မှာပဲဖြစ်ပါတော့တယ်။ ထိုပြင်းစင်ကိုကြည့်ခြင်းအပြင်ပန်ထရာဘယင်မရဲ့ညံအမြော်အမြင့်ကြီးမားပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပန်ထရာဘယင်မရဲ့စီတော်ကြီးအဖောက်ခံလိုက်ရတဲ့အချိန်မှာတော့စိတ်ရည်နေခဲ့ပါတော့တယ်။ ဘလို့ပဲဖြစ်ဖြစ်ပန်ထရာပရင်မစီရောတစ်ချက်တီးလိုက်တာနဲ့ရေလွှမ်းကုန်နေဆိုတဲ့အခြေအကားကတော့တသက်အနေနဲ့ကြံရစ်ခဲ့ပါတော့တယ်။ဘေးတနိုးအဂရီပန်ထရာပရင်မရဲ့တိုင်းပြည်ဖြစ်တဲ့တရေခိတရာကတော့အခုအချိန်ထိပန်ထရာပရင်မရဲ့သစ္စာစကားအတိုင်းပေပင်တွေဟာအပင်နိုင်နေစေပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘ ਹੁ တုဒ္ဒရဖွဲ့ရအကြောင်းအရာတွေကိုတူဆက်ပေးတော့မှာမို့လို့သူတို့ရဲ့တိလျော်ရ Channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်